ကျွန်တော်တို့မြန်မာနိုင်ငံမှာလွန်ခဲ့တဲ့တရနေ့အကောက်ပဲငလင်းအကြီးတစ်ခုလောက်သွားတယ်အခုလည်းရက်တွေဇက်တိုက်ဇက်တိုက်လှုပ်နေကြတယ်လူအသက်ပေါင်းများစွာဆုံးရှုံးခဲ့ရတယ်အပြင်ကိုကျွန်တော်တို့အိမ်ပေါင်းများစွာလည်းဆုံးရှုံးရတယ်မိသားစုတွေတေကွက်ခွဲခဲ့ရတယ်ဗျာအဲ့တော့ ျွန်တော်ဒီတိုင်းမနေနိုင်ဘူးကျွန်တော်ဘာလုပ်ခဲ့လဲဆိုတော့ကျွန်တော် TKB Resort ကိုကျွန်တော်လာပြီးတော့ TKB Founder ဂျိုးနဲ့ကျွန်တော်စကားပြောတယ်စကားပြောပြီးတော့ကျွန်တော်တို့ရံပုံမူကွတ်တခုလောင်းအောင်ဆိုပြီးကျွန်တော်စီစဉ်တယ်စီစဉ်တာကိုကျွန်တော်လိုက်ပြီးတော့ကျွန်တော်နဲ့တည်တဲ့ artist တွေကိုကျွန်တော်လိုက်ပြီးတော့ဆက်သွယ်လုပ်လိုက်တဲ့အချိန်မှာ Thai Life Music Band People Be နေပြီးတော့ကျွန်တော်တို့ကိုအခမဲ့ဖြောပြပေးပါမယ်အဲ့ဒါအပြင်ကိုကျွန်တော် digit စီကျွန်တော်ဂျာမနီရနဲ့အတူကျွန်တော်ပါအပါဝင်ကျွန်တော်တို့တွေရမုံမွေပွဲတနင်္ဂနွေနေ့ April 6ရက်နေ့မှာကျွန်တော်တို့ပြင်ပါမှာပါကျွန်တော်တို့ raffle tickets တွေကျွန်တော်လုတ်ထားပါတယ်ကျွန်တော်အဆောင်တစ်ထောင်ရောက်မယ်တစ်ကနေပြီးတော့နံပါတ်တစ်ထောင်ထိပေါ့တစ်ဆောင်ကိုကျွန်တော်တို့ဘတ်တရာရမယ်အဲ့ဒီဘတ်တရာလုံးကျွန်တော်တို့အလူငွေစီတန်းသွားမှာပါအကုန်လုံးသွားမှာပါဒါပေမဲ့ကျွန်တော်ကဒီတိုင်းပဲရောင်းတာမဟုတ်ဘူးဘာပါမလဲဆိုကျွန်တော်စုတွေပါမယ်စုတွေကပါတယ်ပြီးတော့ကျွန်တော် TK Beach ကပ်ပငံမှာကျွန်တော် Sea View Room ဲ့ဒီ room ကိုကျွန်တော်တို့တညတာအခမဲ့နေထိုင်ခွင့်ပါမယ်ပြီးရင် tiki beach ပါမှာပဲကျွန်တော်တို့အစားအသောက်အလကားဘာ900ချက်ပါမယ် အဲ့ဒါပြင်ကိုကျွန်တော်ရဲ့ manifestor zone class မှာအခမဲ့ join ခွင့်ရမယ်။အဲ့ဒါပြင်ကိုတိုးတက်မှလည်းကျွန်တော်တို့နှစ်လစာကျွန်တော်တို့ membership အနေနဲ့ join ခွင့်ရမယ်။မဲတဲ့အပြင်ကိုကျွန်တော်တို့ဒီကျွန်းမှာရှိတဲ့စားတောက်ဆိုင်တွေ resort တွေအပြင်ကိုကျွန်တော်တို့ကမ္ဘာနာမည်ကျော် festival တစ်ခုဖြစ်တဲ့ကျွန်တော်တို့ကျွန်းကကျန်ကယ် experience မှာလည်းပဲကျွန်တော် ticket နဲ့ဆောင်အောင်လည်းကျွန်တော်တို့အလကားထည့်တင်ပေးပါမှာဗျ။အဲ့တော့လက်မှတ်ဝယ်ပြီးတော့ကုညီလိုက်ပြီးရင်ကျွန်တော်တို့ဒီကမ်းခြေကြီးမှာ beach မှာအလကားလာနေလိုက်ဗျ။ဟုတ်ပြီနော်။ကျွန်တော်လက်မှတ်ဝယ်ခြင်းတဲ့လူတွေအခုပဲကျွန်တော် Telegram ကျွန်တော် comment မှာပေးပေးတာမယ်။ကျွန်တော် ဲ့ WhatsApp ဖုန်းနံပါတ်နဲ့ကုမန်းနာပေးပြတာမှာ Fiber နဲ့လည်းပေးလို့ရတယ်ကျွန်တော်ရဲ့ bank account ကိုလာပြီးတော့တစ်ချက်တော့နေပေးပါကျွန်တော်တို့အားလုံးအတူတူကူညီအောင်ဗျာဒီတိုင်းမနေကြနဲ့တော့ဟုတ်ပြီနော်အားလုံးကူညီပေးကြပါ Peace